တို့ကြပါအောင်ကျွန်တော်ဒီဂျိုသားကိုဝိုင်းဖြုတ်ကြပါအောင်ဒီမှာတနေကုန်ကုတ်ထားတယ်ကုပူလာကြီးလဲဆိုုံနေကုတ်ပူလာရောနော်ဒီရိုးပူလာတွေရောအမျိုးစုံနောက်ကကလော်ဒန်နေလဲရိုက်ပြီးတော့တန်တန်လုံးကဒီပုံစံဖြစ်နေပြီအတန်တုံးလဲမယ်ဆိုပြီးတော့ရေပဲချင်းနဲ့ချတာလဲမရဘူးခုကတိုင်းရစ်ပါအဲ့ပုံစံဖြစ်သွားပြီအော်ဒါတော့အများစုဝက်ရှော့ဆရာတွေတချို့လည်းကြုံတတ်ပါတယ်အဲဒါလေးကိုကျွန်တော်ထပ်ပြီးတော့အခက်ခဲရှင်းမယ်ဗျာနောက်တနည်းပေါ့ဗျာခုကျွန်တော်ကဆော့ဆော့တွေကကျွန်တော်စာပြ ရိုးရိုးပူလာနဲ့ကုတ်တယ်ကျွန်တော်ဒီရေကနေပြီးတော့ပူလာရောသူရောဘလို့မှမပြုတ်ဘူးဒီရှင်နေရောက်သွားပြီးမှဖြုတ်မရတော့တခါကုတ်ပူလာကုတ်တယ်ကုတ်ပူလာကျွန်တော်ကနှာခေါင်းရင်ခံထားတယ်နှာခေါင်းခံပြီးကုတ်တော့လည်းမရဘူးဒီနှက်တိုင်းသာယိုင်သွားပြီးနှာခေါင်းနဲ့တူနေထိသွားတယ်အဲဒါကျွန်တော်နှာခေါင်းဖြုတ်ပြီးနောက်ဆုံးစီရင်ကျွန်တော်ကတန်တလုံးနဲ့လဲမယ်လဲရတော့မှာပေါ့နော်ဆိုတော့နှက်ကုတ်ပူလာကုတ်ပြီးဆိုတဲ့ဒီကောင်ကကျွန်တော်ကဒါအဲပုံစံကဒီလိုဟလာရင်လဲရတော့မှရှိနေပေါ့လဲရမှာအဲနောက်ပြီးကျွန်တော်တို့ဖြစ်ရနှက်ကတိုင်းနှက်ကိုတန်တလုံးကျွန်တော်အရေးမပြည့်စည်အောင်တော့ကျွန်တော်ကြိုးစားပြီးတော့မှခဏနှက်ကောင်းခံပြီးလုပ်ကြည့်တယ်နောက်ဆုံးဘလို့မှမရတဲ့ဆုံး တန်လိုက်တုံးလဲလဲမယ်နောက်ဆုံးဒီတန်လိုက်ရစ်ပြည့်စည်းသွားတော့ဒီတန်လိုက်တုံးထွက်ရင်ပြီးတာပဲကျွန်တော်တို့ကဒီအခြေအနေဖြတ်ပြီးတော့အပေါက်ဖောက်ပြီးတော့ဆလေးနဲ့ပြန်ရစ်ထည့်ပြီးမှတိုင်ဆိုင်ပြီးမှသုံးမယ်ဆိုပြီးတော့ဖြုတ်တာဒါကိုဖြုတ်မရဘူးအဲ့ဖြုတ်မရကျွန်တော်ဒီနေ့ပြရပြီးတော့ဖြူကိုင်းတော့ပြပြရအဲ့ကျွန်တော်ဘာလုပ်မလဲဆိုဒီမှာအခုတော့မလုပ်သေးဘူးလုပ်ပြီးပြပြမယ်နော်အဲ့ကျွန်တော်ခုနမူနာလေးရင်ပြပြအဲ့တော့ကျွန်တော်ဘာလုပ်မလဲဒီမှာအဓိကထုံးဆုံးဆွဲဆွဲလိုက်ဆုံးဆွဲဆွဲလိုက်ဒါနော်အဲ့တော့ဒီမှာတန်လိုက်တုံးကိုကြည့်ပါကျွန်တော်ကစတက်ဘောတိုင်းအနောက်မှာတန်လိုက်တုံးကဒီမှာ သူ့ကိုဒီပင်းလေးနဲ့ဆွဲထားပြီအခုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီစူးသွားတဲ့ဒီပင်းလေးတွေကိုကျွန်တော်ဖောက်လိုက်မှာဒီပင်းလေးတွေကုန်သွားရင်ဒီတဲ့တုံးကျွတ်သွားမယ်ကျွတ်သွားရင်ကျွန်တော်နောက်ကဒီကျွန်တော်ဘောတိုင်းတက်တဲ့တန်လိုက်ရဲ့အထိုင်ရှိသေးဒီကြီးတိုင်ပေါ့ကြီးတိုင်ရှိသေးအဲ့ကြီးတိုင်ကိုကျွန်တော်ကြောက်စနဲ့ခွဲရမယ်နော်အခုကျွန်တော်လောက်တာလေးကိုတစ်ချက်လိုက်ကြည့်ပါနော်ကျွန်တော်အရင်ဆုံးဆုံးအလဲတက်အောင်ဒီစူးသွားလေးနဲ့ဒီပင်းလေးရဲ့အလဲကိုကျွန်တော်နည်းနည်းလေးလိုက်ထောက်လိုက်မယ်နော်။ထောက်ပြီးမှကျွန်တော်နောက်စူးသွားအကြီးနဲ့ဒီပင်းကိုကျွန်တော်ဖြတ်မယ်နော်။ ်အဲလက်တက်ဖို့တော့ကျွန်တော်ကြိုးစားမယ်မတ်ဆုလေးရိုက်လေးရတယ်ဒါကျွန်တော်ကလက်တက်ဖို့ဆိုတာဒီပင်းကောင်းကောင်းပြုတ်သွားဖို့ပဲလို့ပါဘောနော်အရင်တက်ရင်မဟုတ်ပါဘူးဟုတ်ပြီကျွန်တော်တက်တယ်နော်လေဦးကြိုးစားတက်ရမယ်ဒီမှာကျွန်တော်တစ်ချက်လေးချိန်ပြီးတော့လုပ်မယ်ဒါလေးကိုမတူလေတဲ့လေးမှာဖောက်ဖောက်ပြမယ်နော် အရင်ကအလဲတက်ပြီဆိုတော့အမှတ်တရရရင်ရပါပြီကျွန်တော်စူးစွားသေးရကျွန်တော်လဲတက်ပြီကျွန်တော်ဆက်မလုပ်ဘူးနော်အလဲတက်ရင်ကျွန်တော်ရပြီနောက်တစ်ခုဆက်သွားမယ်နော်โอเคကျွန်တော်ဒီမှာအားလုံးနော်ဒီချီသမ ्या ပေးနေအကုန်လုံးကိုကျွန်တော်ဘလဲကောင်တက်ရဆိုတဲ့ຢာလေးကိုမှတ်ပြီးပါတယ်နော်အသေးသေးစူးစွားသေးလေးနဲ့ဟုတ်ကဲ့ဆိုရင်ဒါစူးစွားကျွန်တော်ပေးပါတော့စူးစွားစူးစွားဒါချစ်စူးစွားလောက်ပဲရှိမှာပေါ့နော်ဒါလေးနဲ့ကျွန်တော်လဲတက်လိုက်တယ်တက်ပြီးတော့ကျွန်မကြည့်ဒီစူးစွား ါတော့ကျွန်တော်စူးစွားကြီးတယ်ဒီပင်းတဲ့ကြီးရဲ့စူးစွားပါရမယ်နော်ပင်းတဲ့သေးရင်တော့မရဘူးပင်းတဲ့ဒီပင်းတဲ့ကြီးရမယ်ဒါတော့ကြီးတယ်သူ့တဲ့နည်းနည်းသေးရင်ရပြီအဲ့ဒီပင်းတဲ့ကိုနည်းနည်းကြီးရင်မရပါဘူးနော်ကျွန်တော်မူလာပြရမယ်နော်ဒီလောက်ဆိုလဲရတယ်ကြော်ဒါတော့ကြီးလွန်းသွားတယ်ဒီကတော့တော့နေဆိုင်ကဟုတ်ပြီကျွန်တော်ဒီမှာစူးစွားကြီးနဲ့စပြရမယ်နော်ဟုတ်ပြီအဲကျွန်တော်စမယ်တလုံးရင်ဆန်းကြည့်ကြည့်အောင်နော်ကြီးရတခုတစ်ခါတစ်ခါတင်းဆက်တင်းဆက်ပြောပါဦးမင်းမဖိလိုက်နဲ့ဆန်းငယ်ဦးမလုံနဲ့နော် ဲ့ဘေးကိုကျွန်တော်ပုံအောင်သားမှာနော်တန်လိုက်ဆွဲရကြည့်တယ်တဆူရောက်တခြားညင်အောင်ပေးမှရမယ်ဒီဘူးလေးလည်းရေထည့်ပြီးပေါက်လေးပေါက်ခဲ့ဒီဒါဒီအိုက်ဘင်းလေးပြုတ်ရရနော်ဒီဒါတပင်းဒါနောက်အိုက်ဘင်းလေးအကုန်ဆက်လိုက်အဲ့လိုပြုတ်မယ်နော်ဟုတ်ကဲ့နှစ်ခုရသွားပြီနောက်တစ်ခုထပ်စားမယ်နော် โอเคကျွန်တော်ပင်း6လုံးသူတို့ကျွန်တော်မှာခဏစူးသွားတဲ့ကျွန်တော်မြင်ခဲ့တယ်လုတ်ပြီးသွားပြီအဲ့တော့ကျွန်တော်ကပင်းနေရအခုဆိုရင်ကျွန်တော်ကဟိုထစ်တဲ့နေရာတွေမရှိတော့ဖြစ်သွားပြီတော့အဲ့တော့ကျွန်တော်ကတန်လိုက်တုံးကိုအရင်ဖြုတ်မယ်ကွာတချို့ပင်းတွေကနည်းငယ်ကျန်ကျန်နေမယ်ဒါပေမဲ့ကျွန်တော်ကပုံမှန်မှာချောလိုက်ဆိုတော့ဟိုကဲဒီကောင်ပြုတ်သွားပြီဒီကောင်ပြုတ်ဆိုတော့မပြီးသေးဘူးအဓိကအကျက်နေတဲ့တရားခံကကျွန်တော်ဒီ thread ဘောတိုင်းအထိုင်ပြတ်အဲ့တော့ဒီမှာဘာဆက်လုပ်ရမလဲဆိုတော့ လို့စီနော်အဓိကကတော့ဒီအထိုင်ကိုကျွန်တော်ခွဲပြအဲ့ထိုင်ကိုွဲသွားမှလည်းကျွန်တော်ကလူကံအားနဲ့ဟာသွားပြီးပြုတ်အဲ့ထိုင်ကြောက်ဆက်နဲ့ဆက်ခွဲရမယ်အဲ့တော့ဒီမှာတော့ဒီ step ball တိုင်းနဲ့ကိုကျွန်တော်ကဖြုတ်ဖြုတ်မဖြုတ်ဖြုတ်ဒါပဲကျွန်တော်ဖြုတ်ရင်လည်းဘောတိုင်းပြုတ်သွားမယ်အဲဒါအဓိကတော့ဒီထိုင်ကိုကျန်အောင်ပါပဲဘောတိုင်းကတော့မခွဲလိုက်ရတယ်ကျွန်တော်အဓိကဒီထိုင်ကိုခွဲရမယ်အဲကရိုင်းကိုတော့ကျွန်တော်ကခုဒါမဖြစ်မနေဖြောမနေချင်နေသေးတော့ဗျာအတန်းတန်းဆုံးကရိုင်းကိုတော့မထီအောင်ခွဲမယ်ဒီနိုင်ရနာသွားတဲ့ကိစ္စကကျွန်တော်က ီကနေဖြတ်ချပြီးတော့အပေါက်ဖောက်ပြီးတော့လုပ်လို့ရသေးတယ်။အဲဒီထိုင်ကိုကျွန်တော်ကဆက်ခွဲရမယ်။အထိုင်ကွဲသွားပြီဆိုတော့ဒါပြုတ်ပြီပေါ့နော်။အဲ့တော့အခုဒါထက်ပြီးတော့လုပ်ကြည့်မယ်။အရင်ဦးဆုံးကျွန်တော်ဘာထက်လုပ်လို့ရသေးလဲဆိုတော့အခုကျွန်တော်ကခုနကကျွန်တော်ကပူလာကခရီးဆော်နဲ့ပြန်ဖြုတ်ရခဲ့မယ်ဒါအခုခရီးဆော်လို့ရသေးတယ်ဒီကောက်ကိုထပ်ပြတ်မယ်။ထပ်ဖြုတ်လို့ရတယ်ဒါပေမဲ့အဲ့မှာကျွန်တော်ကမလိုဘဲထပ်ပြီးတခြားပူလာတွေပါပြည့်စင်နေမှာဆိုလို့ခွဲလိုက်တာပို့ပြီးတော့ဒီလောက်ဒီရှင်နေရောက်တော့ကျွန်တော်ဒါကိုလက်ခွဲလိုက်မယ်ခွဲလိုက်ရင်လည်းဒီကိုပြုတ်ပါမယ်နော်ထပ်ခွဲပြီး โอเคကျွန်တော်တို့ကဖြုတ်တဲ့ခါမှာခွဲတဲ့ခါမှာနည်းနည်းခက်မှာဆိုတော့ဘောလိုက်မှာကျွန်တော်ထပ်ဖြုတ်လိုက်ပြီဘောလိုက်ဖြုတ်ပြီးမှာဘောလိုက်ကနောက်ရောက်သွားပြီဆိုတော့ဒီမှာခွဲရပို့လဲเนาะကျွန်တော်ဒီမှာခွဲတာတော့ခွဲပြီးပြီ။ကျွန်တော်ကအကုန်လုံးပြည့်အောင်တော့မခွဲသေးဘူး။ဒါဆိုအကုန်လုံးပြည့်ရင်ကျွန်တော်ကရမ်းစီရောက်သွားမှာဆိုလို့အဲကုန်ကန်ကြီးရောက်ရင်ကျွန်တော်ဒီဟာလေးကိုအခုကြောက်ကြောက်လိုက်ပြန်နဲ့ဟာကြည့်။နော်။ သူကရုံးကန်အားနဲ့ကြောက်လက်ပြကန်အားနဲ့ခွဲသွားရင်တော့ရတယ်အကလေးကျွန်တော်အောက်ထီအောင်သွားရင်ကျတော့ကလိုင်းကိုထိမှဆိုးလို့ထိအောင်မသွားသေးဘူးဒီတိုင်းနည်းနည်းဟပ်ပြီနော်သူဟာလေးရကြည့်မယ်ဒါလို့မဟာသေးတော့နည်းထက်ခွဲရမှာပဲကျွန်တော်ကအောက်အောက်ခြေသားလေးအောင်ရရအောင်ရအောင်မသွားသေးဘူးဒါဖြစ်လို့ဆိုတော့ကလိုင်းကိုထိမှဆိုးလို့ပါနော်အားလေးကိုရင်နည်းနည်းဟပ်ပြီဒါဟပ်လို့ပြဲလာတယ်ခွဲသွားပြီနော်ပြရပါတယ်နော်

ကောင်းပါရဲ့ပြက်ခန်ကြီးရောက်နေတာကိုသူကနည်းပါအဲ့ဒီကွဲသွားလို့မရှိဘူးဒါအတင်းခံနောက်လည်းအောက်ဒီကြီးနေတိုင်းကိုပုတ်မိမှဆိုတော့အောက်နှခန်းတိအောင်မထီးမသိဘူးပေါ့โอเคထားတော့ဟာလာတယ်ဒါပေမဲ့ပြက်မသွားဘူးတင်းခံတယ်โอเคကြည့်အောင်ရရတဲ့ထုံးမှာမြည်လို့ ကေအဲကျွန်တော်ဒီမှာ client ကတော့တနေ့မျိုးမထီအောင်တော့ကြိုးစားပြီးလုပ်တယ်ဒီမှာနည်းနည်းအခက်အခဲကြိုးစားဖို့တော့ချုပ်လိုက်နိုင်တယ်အဲ့တော့ client မထီရင်ဒါအတန်းနိုင်ကိုကြိုးစားပြီးလုပ်ထားတယ်အဲလောစီရဲ့ဒီမှာချုပ်တော့ဖြုတ်သွားပြီးထွက်မရသေးဘူးဖတ်မရသေးဘာလို့လဲဆိုတော့ဒီချက်ကိုပြန်ဖြတ်ပြုံးတယ်သုံးစက်ကလာသောက်ထုတ်လိုက်နိုင်ပြီဒါပေမဲ့ client ထီမထီကြည့်ကြတာပေါ့ okay ပြန်နည်းနည်းတော့ထီသွားတယ်ပြန်နော် ဟုတ်တယ်ဒီကောင်ကအောက်ခြေကြောင်ကတ်နေတော့ဒီခြေဒီခြေမကွဲလို့ဒီလားနော်ပြီလားဒီခြေမကွဲလို့မို့အခုကတော်တော်လေးကိုခတ်သွားတာအဲ့အခုကကတိုင်းကအရာတော့ထင်သွားတယ်အဲတုံးလို့တော့ရတယ်လဲမယ်ဆိုရင်လည်းပိုင်ရှင်နဲ့ဒါနှိပ်ပြီးတော့လဲလေလဲသိနေတာဗောနော်အဓိကတော့မဖြစ်မနေဖြောနေတဲ့ခြေနေဖြစ်နေတယ်လုံးဝကတ်နေတယ်ပူလာလည်းကုံဆုံနေဘယ်လိုမှမရဘူးအဲ့တော့ဒါမဖြစ်မနေနောက်ဆုံးကျွန်တော်ဒါဒီလိုထုတ်လိုက်ရပါတယ်ကျွန်တော်အရင်ပူလဲပေးပြီးတယ်နော်အဲဒါပေမဲ့ဒီကောင်ကြီးကအပူပေးရင်လည်းကျွန်တော်များသွားဖြစ်တော့အဆင်မပြေတာများပါတယ်ဟုတ်ကဲ့ပါဒီမှာနော် တော့ခက်တဲ့ဂျူသားကိုတော့ဖြုတ်လိုက်ပါတယ်